Hello ဒီနေ့ Horror ညမှာအိမ်ပြောင်းအောင်လုပ်မဲ့ဗီဒီယိုရှာနေတယ်ဆိုရင်ဒီမှာကြည့်လိုက်ပါအလုံးမင်းလာပါကြ ောတဆက်သူတိဟပါဒီတစ်ခါမှာတော့ဟောရီးညမှာဟောရီးမှုပြည့်ပေးနေတဲ့ကျွန်တော်ရဲ့ခြင်းငင်ကတင်ငန်းစာလည်းရမယ်ကြောက်စရာလည်းကောင်းပြီးတော့မဖြစ်မနေကြီးတက်တဲ့ဘီလိုသုံးဖို့ review လုပ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ဇာတ်လမ်းအချင်းချုပ်ပြောပြီးသွားတဲ့အချိန်မှာပိတ်သက်ကြည့်လို့ဉာဏ်ထဲမှာခန်းစားရတယ်လို့ ready 1 to 2ကိုပေးနိုင်ပါတယ်ဗျဒါဆိုစားလိုက်ရအောင်ခင်ဗျ on done ျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးတယ်လို့ပြောကြပါအောင်ခင်ဗျာပထမတစ်ပုဒ်ကတော့နေဆန်တောင်းနေမှရစ်ပူစောတန်းဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်အဲ့ဒါကတော့ရှမ်းမြောင်ဒေသမှာတကယ်ဖြစ်ခဲ့တာကိုမိမိတို့အုပ်စုဟာတက်တော်တွေကိုစစ်ဆေးရေးသွားခဲ့ပါအဲ့ဒီအချိန်မှာပဲစစ်ဆေးရေးအဖွဲ့သားတယောက်ပျောက်ဆုံးသွားပါသူတို့ပြန်တွေ့တဲ့အချိန်မှာတော့စစ်ဆေးရေးတမတေဆုံးနေခဲ့ပါဘူးသူတို့ဟာ အဲ့အလောင်းတဲပြီးတော့ပြန်သွားခဲ့ပါဒါပေမဲ့လမ်းမှာလည်းအဲ့လိုတိမ်ဆုံမှုနဲ့တိုက်ဆိုင်နဲ့တိမ်ဆုံတဲ့သူတယောက်ထပ်တွေ့ရပြန်သူတို့ဟာအဲ့ဒီကိစ္စအောင်ဘလို့ပဲစုံစမ်းစုံစမ်းအဖြစ်လုံးဝမရခဲ့ပါအချိန်ကြီးအားကြီးကြာသွားတဲ့ဒီတိုင်ပေမဲ့အဲ့ဒီအဖြစ်စုံစမ်းလို့လုံးဝမရခဲ့ပါဘူးဒါပေမဲ့တက်လေးမှာကြေးရရွာလူကြီးတမီးမှာအဲ့လိုကိစ္စရဲ့မျိုးထပ်ဖြစ်ခဲ့ပါ ဘလူပဲနေနေဘလူပဲလို့လို့အဲ့ဒီကိစ္စရဲ့အဖြစ်ကလုံးဝထွက်မလာခဲ့ပါဘူးဒီချိန်မှာပဲလူငယ်တယောက်ဟာကိုမျိုးမြစ်တို့စီကိုရောက်ရှိလာခဲ့ပါတယ်သူရဲ့အိမ်ကိုလိုင်းလာခဲ့ဖို့ပြောပါတယ်ဒါပေမဲ့အဲ့လူတွေရဲ့အိမ်ဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရဲ့နေဆက်ကြားမှာရှိတဲ့နေရာတွေသားတစ်ခုဖြစ်ပါကိုမျိုးမောင်တို့အုပ်စုဟာလည်းအဲ့လူငယ်ပြောတဲ့နေရာကိုလိုက်သွားခဲ့ပါအဲလူတွေပြောတဲ့အိမ်ကိုရောက်သွားတဲ့ချိန်မှာတော့ရင်ပူဇော်ထားတဲ့အလောင်းကြီးအသားစားတွေတွေ့နေရပါတာကိုယ်ဆက်လူတန်းတဲ့အမှုဖြစ်ပါတယ် အဲ့ဒီငူအောင်ဘသူလောက်တာလဲဆိုကိုတီဟာရဲ့အဖေဖြစ်ပါတယ်အဲ့ဒီကိုတီဟာရဲ့အဖေအရောဇတ်သိမ်းမှာဘလို့ရင်းဖြစ်သွားတယ်ဆိုတော့ ျွန်တော်ရဲ့ channel မှာတင်ထားတဲ့ဗီဒီယိုမှာတွားရောက်ကြည့်စုပေးဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာကဲပရိသတ်ကြီးရဲ့ဒီဇာလန်ကိုနားထောင်ပြီးရင်တော့600 rate ဒီ set ကိုပေးသွားပေးဖို့မမေ့ကြနဲ့တော့ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်တွားရအောင်ခင်ဗျာလူငယ်လေးရဲ့တငယ်ချင်းကသူ့ရဲ့ချစ်သူနဲ့ချိန်ထားတာရှိလို့သူ့ကိုငါးဝတ်ထမ်းနေလဲငါးခဲ့တာပါစီဆိုင်မှာအတူတူတွဲလုံးရတဲ့ဝတ်ထမ်းကတော့သူ့ကိုစကားတစ်ခေါက်ပြောပြခဲ့ပါတယ်ညအချိန်မှာဒက်စီဘုတ်ကိုက်ထားတဲ့အဖိုးကြီးတယောက်လာရင်မမြင်သလိုသာနေမြင်သလိုတွားမပြနဲ့လို့ပြောခဲ့ပါဒါပေမဲ့အဲ့ဒီလူငယ်လေးကလုံး ုံးဝမယုတ်ခဲ့ပါဘူးအေးဝေါ်ထန်ပြန်သွားပြီးရဲ့အချိန်မှာအေးဘိုးကြီးကရောက်ရှိလာခဲ့ပါတယ်အဲ့အချိန်မှာ तू ကတွေးနေရတာဟုတ်မတွေးရသလိုပြနေရမယ့်အစားဘာယူမှလဲလို့သွားမေးလိုက်ပါတယ် तू အဲ့လိုလုပ်လိုက်တော့ကြောက်စရာဇက်လန်းကအဲ့ဟာနေပြီးတော့စတင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာစီဆန်ကိုစီလာဝဲတဲ့ဖောက်တဲ့တဲ့ရောက်ရှိလာခဲ့ပါတယ် तू ကလမ်းမှာတွေ့ခဲ့လူကြီးတယောက်ရဲ့အကြောင်းမေးပါတယ်ဒါပေမဲ့အဲ့ဒီလူငယ်လေးက तू ဘာမှပြန်မပြောခဲ့ပါ သူဘာမှပြန်ပြောခဲ့လို့ကြောက်စိတ်နဲ့ဖြစ်နေပြီမဲ့သူအိတ်သာသွားခြင်းလာပါလေသူအိတ်သာမရောက်ခင်မှာပဲသူရဲ့ဆိုင်ထဲကိုခုနကိုကြီးပြန်ရောက်လာခဲ့ပါလေအေးဘူးကြီးကမျက်လုံးအကြီးနဲ့ဖြစ်နေခဲ့ပါလေသူကကြောက်လန့်ကြနဲ့အိတ်သာစီကိုသွားပြီးတော့တောက်မှကန်လျက်နဲ့နေခဲ့ပါလေအေးဘူးကြီးကအိတ်သာချို့ကိုလိုက်လာခဲ့ပြီးတော့အေးလူငယ်လေးကိုချောင်းလန့်နေခဲ့ပါလေအေးလူငယ်လေးကကြောက်စိတ်နဲ့အလိုပဲကြောက်ပြီးတော့မေ့မြော်သွားခဲ့ပါလေအေးလူငယ်မေ့မြော်နေတဲ့အချိန်မှာဖောက်တဲ့တရားထက်ရောက်လာခဲ့ပါလေသူမေ့နေတာကိုတတိတန်ရလာအောင် လုပ်ပြီးတော့ဥပသာရဲ့ဖြစ်ရမယ့်ဇာတ်လမ်းပြောပြခဲ့ပါတယ်ကဲပရိသတ်ကြီးဥပသာရဲ့ဖြစ်ရမယ့်ဘယ်လိုမျိုးလဲဆိုတာကိုတော့ကျွန်တော်ဗီဒီယိုတင်ထားတဲ့အစဆုံးသွားကြည့်ပြီးတော့ ready တက်မှတ်ပေးရမှာနော်အဲ့ဒီဇာတ်လမ်းကဘလောက်တော့ကြောက်စရာကောင်းလဲဥပသာရောဘာလို့အဲ့လိုလိုချောင်းလက်နေရတာလဲဥပသာရဲ့ဝန်နိုင်စရာရောဘာလဲဆိုတော့အများဆုံးပြေးသွားကြည့်မှရမယ်နော်ပရိသတ်ကြီးဒါရဲ့ဇာတ်လမ်းကတော့မိုးတဲ့ခါမှာလာရတဲ့သူဖြစ်ပါတယ်ဇာတ်လမ်းကတော့မနုမနီယောက်တနေ့မှတူတူပုံနဲ့ကစားပါဘူးကစားရင်းနဲ့ညီမဖြစ် တခုခုတွေးလိုက်ပါတယ်အဲ့ဒါကိုအကိုပြန်ပြောပြမိလေအကိုကမယုံခဲ့ပါဘူးအဖေနဲ့ပဲပြန်လာတဲ့အချိန်မှာအဖေကိုပြောပြပါတယ်အဖေကခလေးတွေကလူကြီးစကားကိုနားထောင်ရင်ဘလို့တရေနဲ့တွေးတဲ့အကြောင်းပြောပြပါတယ်သူတို့မောင်နှမနေရကသမင်းစားပြီးတာနဲ့အိမ်ပေါ်ကြပါခဲ့ပါတရေတို့ရဲ့အချိန်မှာညီမဖြစ်သူကတေးပေါက်ချင်လာပါတေးပေါက်ဖို့အကိုကိုလိုက်ဖို့တောင်းဆိုပါတယ်အကိုကလည်းညီမလေးကိုလိုက်ဖို့ပါတယ်အဲ့ဒီအချိန်မှာပဲညီမဖြစ်သူကထောက်အောင်လိုက်ပါ ကလည်းဘာဖြစ်တယ်လဲလို့မင်းကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့လက်ပေါင်းမှာချဲရတယ်တွေးလိုက်ရပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာတော့တခုခုဖြစ်နေတယ်လို့ခံစားရပါတယ်အကိုဖြစ်သူကဆက်ဆွချင်တဲ့စိတ်နဲ့ရှောက်ပြီးတော့သွားကြည့်ခဲ့ပါတယ်သူတို့ရှောက်နေတာဘယ်နှမိုင်မှန်းလဲသူတို့မသိတော့ပါဘူးသူတို့ဟာလမ်းပြောက်နေပါအဲ့ချိန်မှာပဲတက်တည်တဲ့လူကကြွေကြလာပါတယ်ပထမတော့သူတို့ကဘာမှမသိတဲ့နေဖြစ်နေခဲ့ပါတော့တော့ဒီဒီဟာတလုံးကြီးတလုံးတလုံးကြီးတလုံးကိုထပ်ကြလာခဲ့ပါတယ်မျိုးမျိုးတမျိုးတရေတွေကလည်းပြနေခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုဖြစ်သူကပေါင်ကြားထဲကနေအောက် ငုတ်ကြည့်လိုက်တဲ့အခါမှာတရေကိုတွေ့သွားခဲ့ပါတယ်။အဲဒီမှာတော့ပို့ပြီးတော့ကြောင်းလာခဲ့ပါတယ်။သူတို့ညီမတယောက်အောင်တရေကိုတွေ့တဲ့အချိန်မှာဘာတွေလုပ်ခဲ့ကြမလဲ။အိမ်ကိုတို့သူတို့ဘယ်လိုပြန်ကြမလဲ။သူတို့အိမ်ရောက်အောင်ပြန်အဖေနဲ့မိရတော့ဘာတွေပြောကြမလဲ။အဲဒီဇာတ်လမ်းအစားဆုံးကိုသိချင်တော့ကျွန်တော်တင်ထားတဲ့ဗီဒီယိုကိုတွားကြည့်ပေးဖို့မေတ္တာရက်ခံပါ ကဲပိတ်သက်ကြီးရေကျွန်တော်ပြောပြတဲ့ဇက်လန်အကျင့်သုံးဖို့စလုံးကိုနားထောင်ရတဲ့အချိန်မှာဘယ်ပုံအကျင့်ဆုံးလဲဆိုတာကို comment မှာမှတ်ပေးကြပါအောင်เนาะကျွန်တော်ကတော့ဒီသုံးပုံထဲမှာလေဆက်တောင်းနှမရပ်မှုလိုတန်းကိုတော့ကျွန်တော်ကိုမှတ်ပေးပါတယ်ပတ်မှုရှိရဲ့ညအောင်တော့ကျွန်တော်ခဏမှတ်ပေးပါတယ်ငိုတဲ့အခါလာတဲ့သူတွေကြတော့ရှစ်မှတ်ပေးပါမဟုတ်တော့ကိုမှတ်ပေးတဲ့လေဆက်တောင်းနှမရပ်မှုဆိုတန်းကဘာလို့လဲဆိုတော့သူ့ရဲ့ဇက်လန်ဟာဇက်လန်အကွေကောက်တွေများတဲ့အတက်ကြောင့်များပြီးတော့လုံးဝမထင်ထားတဲ့ဇက်လန်ရဲ့ချိုးကွေတွေနဲ့ပြောင်း 能，问们听半天。 ဖြစ်နေတာမို့လို့ကျွန်တော်အဲ့ဒီဇန်ကန်ကိုအိုးမတ်ပေးပါတယ်ခင်ဗျဒီကကတော့ထပ်ပေါင်းမှုရှိတဲ့အကြာသူ့ကိုခဏတည်းမလို့ပေးရလဲဆိုတော့သူကလည်းကျွန်တော်တို့အတွက်တင်ကန်းစာလေးပေးထားခဲ့ပါတယ်ဘလို့တင်ကန်းစာမျိုးလဲဆိုတော့ကိုဘယ်ရင်းပြီးကျမ်းဝင်တဲ့နေရာရောက်တဲ့ချိန်မှာတခြားသူပြောစကားကိုပို့ပြီးတော့ယုံကြည်သင့်ပါတယ်မယုံကြည်ပေမဲ့လည်းတကယ်ဖြစ်လာတဲ့ချိန်မှာကိုကယ်ရမဲ့ဖြစ်တတ်ပါတယ်ဒါကြောင့်ကျွန်တော်ကဒီဇန်လန်ကိုခဏမတ်ပေးပါတယ်နောက်ဆုံးဇန်လန်ကတော့ငိုတဲ့အခါမှာလာတတ်တဲ့သူဖြစ်ပါတယ်သူ့ကိုတော့ကျွန်တော်ရှင်းမှတ်ပေးထားခဲ့ပါတယ်ဘာလို့လဲဆိုတော့လူကြီးစကားကိုနားမ ွမ်းလာတဲ့ကလေးတွေဟာဘလို့ခြေနေမျိုးမှာဘလို့တွေတူတိတ်ရလဲဆိုအောင်ရုံးပြပေးထားမှုလို့ကျွန်တော်သူ့ကိုရှင်းမလောက်ပေးထားပါတယ်ဇန်လန်လေးကလည်းကောင်းတယ်ကြောက်စရာလည်းအရာကောင်းတာပေါ့လို့ကြောက်စရာတွေစိတ်ဝင်စားတဲ့သူတွေဒီဗီဒီယိုသုံးဖို့မဖြစ်မနေကြည့်တင်ပါတယ်ခင်ဗျာဒါပေမဲ့ခြားပြီးတွေရရောကြောက်စရာမကောင်းဘူးလားဆိုတော့မဟုတ်ပါဘူးကြောက်စရာကောင်းမှာဒါပေမဲ့ကျွန်တော်ရန်ကြိတ်ဆုံးဖြစ်ရတဲ့ဗီဒီယိုသုံးဖို့လည်းကျွန်တော် review လုပ်ပေးထားတာဖြစ်ပါတယ်ပုံသက်ကြည့်လို့ကျွန်တော်ထပ်မှကျင်တာကတော့ rating ပေးဖို့မမေ့ပါနဲ့အလုံးစိတ်ချ င်သာခြင်းကိုယ်ယူကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။